ရန်ကုန်တိုင်းချမ်းသာပင်မြို့နယ်တွေကကြေးရွာနှစ်ရွာမှာပေါ်ပေါက်နေတဲ့လေယာဉ်မြေဆုံးရှုံးနှစ်နာမှုတွေနဲ့စီးရဲမှုလျှော့ကြရေးဆိုင်ရာအလို့ယုံဆွေးနွေးပွဲကို January 9ရက်နေ့ကကျင်းပခဲ့ပါတယ်။နေသမိန်စံပြကြေးရွာနဲ့ဘူးတနုကြေးရွာအုပ်စုကကြီးမှုပြီးလေမြေနဲ့စကြက်မြေတွေဆုံးရှုံးနှစ်နာမှုတွေကိုမျှဝေကူနာဖွဲ့ကလူသားချင်းစာနာထောက်ထားတဲ့လုပ်ငန်းစဉ်အနေနဲ့လေသမားတွေသူတို့နှစ်နာချက်တွေကိုဖွင့်ပြနိုင်အောင်စီစဉ်တာလို့ပြောဆိုပါတယ်။ တို့ရဲ့အုပ်စုနန်းသမိုင်းအုပ်စုကိုနပေးအုပ်စုဒီဘုသနောအုပ်စုရေပြူအုပ်စုမှာစကြင်မြေကိုသိခံထားရတဲ့ဟာတွေအများကြီးဖြစ်နေတဲ့ကြည်ရည်စည်ရင်ရဲ့ထွေအုပ်ရဲ့ပူပေါင်းပြီးတော့ဒီမြောက်ဝေပြူနာရဲ့ပူပေါင်းပြီးတော့ဒီစကြင်မြေပြန်လဲရှောက်ဖွေရေးပေါ်တုတ်တန်မြေလဲမီးမီးမြုပ်เสียရလဲမရှိဘူးသိမ်းချိုင်းလဲသူတို့မှာအဲ့ဒီအခက်အခဲတွေအကြီးအကျယ်ဖြစ်နေတဲ့အတွက်စကြင်မြေကိုပြန်လဲပြီးတော့ပေးပါဟိုဘက်ကကုမ္ပဏီဖြောက်ပေးတာရှိလဲကုမ္ပဏီ နေရာကိုလာပြီးတော့သတ်မှတ်ပေးဖို့အဲ့ဒါတွေဆက်ပြီးတော့ဆောင်ရွက်သွားဖို့ရှိလို့လောလောဆယ်တော့သူတို့တွေလည်းတန်းလိုက်သားကြေးရွာလူတွေတန်းလိုက်နေပါလိုက်ထားတာတွေအများကြီးပဲသူတို့တွေလိုက်တလောက်လည်းမပေါ့ဘူးတဝဲလည်းဖြစ်နေဖြည့်တခုထွက်ဖို့အတွက်ကိုရှာပေးဖြည့်ရှာဟောင်းမဲ့လုပ်ငန်းစဉ်ဆက်ပြီးတော့လုပ်ပေါင်းမယ်ဆိုတာပြောချင်ပါတယ်ချမ်းတမင်မြို့နယ်ထဲမှာလေယာဉ်မြေဆုံးရှုံးနေတာမူဟာနေရာပေါင်း24ခုမှာဖြစ်ပေါ်နေတယ်လို့ဧကပေါင်းထောင်ချီပြီးလက်လွတ်ဆုံးရှုံးနေရတာကြောင့်မီဒီယာတွေနဲ့တွေ့ဆုံမှုစီတင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ် အစိုးရသိမ်းယူလိုက်တဲ့လဲမီနဲ့စကြမြေတွေအတွက်ဥပဒေပေါင်းတွေကနေကူညီပေးသွားမယ်လို့လည်းပြောဆိုပါတယ်။ပထမဟိုဥပဒေကြီးအတိုင်းပဲသွားပါလိမ့်မယ်။ဒီမှာဆိုလို့ရှိရင်ညနေပိုင်းမှာပညာရှင်တွေနဲ့တွေ့ပြီးတော့လဲယာမင်းနဲ့တခြားမြေတွေ အချင်းပွားတာတင်းကြီးခံရတဲ့ကိစ္စတွေမှာဆိုလို့ရှိရင်အပြုတ်သဘောဘယ်လိုမျိုးဆွေးနွေးရသလဲဘယ်လိုမျိုးဆက်သွားရသလဲဆိုတဲ့ဆွေးနွေးပွဲလည်းညနေပိုင်းမှာရှိပါတယ်သူတို့တွေအချင်းချင်းဆွေးနွေးပြီးတော့ဥပဒေဘောင်တွင်းကပဲဆက်လက်လှုပ်ရှားဖို့အတွက်ကျွန်မတို့တွေကစီစဉ်ပေးထားတဲ့ပုံစံတွေဖြစ်ပါတယ်သူတို့တွေအဆင်ပြေသွားမယ်လို့ကျွန်မယုံကြည်ပါတယ်ရှင်ကြေးရွာ6ရွာရဲ့လယ်မြေတွေပေါ်ကိုရန်ကုန်ပသိမ်မီးထလန့်ကိုဖျက်ဆီးဖောက်လုပ်ခဲ့တာကြောင့်ဧက180လောက်ပျက်စီးသွားတဲ့အကြောင်းဒီလိုဆုံးရှုံးမှုအတွက်သက်ဆိုင်ရာကိုတိုင်တန်းထားပြီး မထူးကြရင်တော့ဆန္ဒပြတောင်းဆိုမယ်လို့ဆိုပါတယ်။တန်ကုန်ပတိယထာလန်းစီမံကိန်းကြော်ကိုကျွန်တော်တို့ထားမဲ့မြို့နယ်မှာခြေရွာ6ရွာဖက်တန်းသွားပါတယ်။ခြေရွာ6ရွာကိုဧက180ခန်းလောက်ပါသွားပါတယ်။တိုင်စာတွေပို့ပါတယ်။တိုင်စာကိုပို့တဲ့အခါကျတော့လည်းသူ့လွှဲလိုက်ငါလွှဲလိုက်နဲ့ဘယ်သူကကယ်လို့ဘယ်သူကကူမယ်ဆိုတာလည်းမသိဘူး။နောက်ပိုင်းကျတော့သူတို့လည်းဘာမှမလုပ်ဘေးနိုင်ဘူးလို့ပြောပါတယ်။ပိတ်ဆုံးချိန်ကတော့ဟိုစာတော့တင်အောင်ပဲစာတင်လို့မှမရရင်လည်း တယ်သမားကြီးစုပေါင်းပြီးတော့ဆန္ဒပြဖို့ဆန္ဒရှိပါတယ်ရန်ကုန်ပသိမ်မီထာလန်ကို2010မှာစတင်ဖောက်လုပ်ခဲ့တာဖြစ်ပြီးတူချောင်းတက်တိပယုစန္ဒယောရေစုနဲ့ပန်းတိုင်ကြီးရွာကလက်မြေတွေကိုဖျက်တမ်းဖောက်လုပ်ခဲ့ပြီးရေစုရွာရဲ့အလေတဲတွေကိုဖောက်လုပ်ခဲ့တယ်လို့ဆိုပါတယ်